ီနေ့မှာတော့ Ajuvas ကနေတရားခိုင်နှုန်းတော်သူတွေပဲတည်ထားကြသေးရဲ့ငွေကြေးနေရာမှာတစ်ခုဖြစ်တဲ့75 10 15rule အကြောင်းကိုပြပြပေးချင်ပါတယ်။ဒီနေ့ရမှာကသင်တလားဒေါ်လာ1000ပဲဝင်ဝင်ဒေါ်လာတန်းနဲ့ချေပြီးပဲဝင်ဝင်အကျိုးသက်ရောက်မှုရှိပြီးတော့ငွေကြေးချမ်းသာမှုတည်ဆောက်ရမှာအထောက်အကူပြုပေးနိုင်တာဖြစ်ပါတယ်။75 10 15 rule ဆိုတာကိုအသေးစိတ်ရှင်းပြရမယ်ဆိုရင်တော့သင်ရှာဖွေလို့ရတဲ့ဒေါ်လာတိုင်းစီမှာ85ရာခိုင်နှုန်းကိုပဲအများဆုံးသုံးဖို့ဖြစ်ပါတယ်။အဲ့ဒီ85ရာခိုင်နှုန်း ောင်းထဲမှာအင်္ဂါကအစာအသောက်၊တယူပို့ဆောင်ကအဝင်စားအသုံးဆောင်နောက်ဆုံးအပန်းပြခီးထွက်တဲ့အထိကိုအကုန်ပါပါတယ်။85ရာခိုင်နှုန်းကျရှော့သုံးနိုင်တယ်ဆိုရင်တော့အကောင်းဆုံးပါပဲ။ဘာကြောင့်85ရာခိုင်နှုန်းပဲသုံးပါလို့ပြောရတာလဲဆိုရင်တော့လူတွေကကန့်သတ်ချက်ပမာဏတစ်ခုနဲ့သုံးဆွဲရပြီဆိုလို့ရှိရင်ငွေကြေးစီမံမှုကိုအလိုလျောက်ပြုလုပ်တတ်ကြပါတယ်။အဲ့ဒီအတွက်အကျိုးကျေးဇူးကတော့ဈေးပိုတက်တာပဲရှာဝဲကြတယ်။တကယ်တန်ဖိုးရှိပြီးတော့ကိုယ့်အတွက်တကယ်ကိုတန်ဖိုးရှိမဲ့အရာတွေကိုပဲဝယ်ကြတယ်။ဥပမာပြရမယ်ဆိုရင်ကိုက9ဒေါ်လာတန်ခ coffee တစ်ခွက်ကိုနေတိုင်းဝယ်တော့တယ်ဆိုရင် coffee မဝယ်ခင်မှာကိုယ့်အတွက်ဘာတန်ဖိုးရမလဲဆိုတာကိုစပြီးတော့စဉ်းစားထည့်ကြပါတယ်ဒီ coffee ကိုတောက်လိုက်လို့ကဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားဖြစ်သွားမယ်စိတ်ဖြစ်စီမှုတွေလျှော့လာမယ်ပို့ပြီးတော့အလုပ်ကိုပိုလုံလာနိုင်မယ်ဆိုရင်တော့အဲ့ဒီ coffee ရရတဲ့ value က9ဒေါ်လာတန်ပိုများတယ်လို့ပြောလို့ရပါတယ်နောက်ထပ်75 10 15ရူမာပါတယ်10ဆိုတာကတော့ကိုရှာလို့ရတဲ့ငွေကြေး1ဒေါ်လာတိုင်းကနေ10%ကို cushion fund အဖြစ်စုဆောင်းထားဖို့ပဲဖြစ်ပါတယ် cushion fund ဆိုတာကတော့ငွေကြေးအ ရာအရေးပေါ်အသုံးပြုရမယ့်ကိစ္စတွေပေါ်လာရင်သုံးလို့ရအောင်တက်တက်ဖယ်ထားတဲ့ငွေကြေးပမာဏတကူပါပဲ။ Emergency လို့ပြောပြီးဆိုရင်ခီးထွက်တာ၊နိုင်ရောက်ထွက်တာ၊ဟော့ပေါ်ကြက်ကြော်ဝဲစားပစ်လိုက်တာမျိုးဆိုလိုတာမဟုတ်ပါဘူးနော်။ Emergency ဆိုတာကတော့နောက်ဆုံးသေရင်ရှင်ရင်လို့ပြောလို့ရတဲ့အထီကိုအရေးကြီးတဲ့ကိစ္စမျိုးတွေအတွက်ဖယ်ချန်ထားတဲ့ cushion fund ပဲဖြစ်ပါတယ်။ဒါအပြင်ဒီ cushion fund မှာငွေပမာဏဘယ်လောက်စုထားရမလဲဆိုတာကိုသိဖို့ကလည်းရိုးရှင်းပါတယ်။ Google Spreadsheet, Microsoft Excel ဒါမှမဟုတ် Microsoft Excel ထဲမှာလဆင်အသုံးစရိတ်မီတာက ဖြေမီတာကအင်တာနက်ဘီလ်စရတဲ့တလားတလားကုန်ကြတဲ့အသုံးစရိတ်တွေကိုချရေးလိုက်ပါပြီးလို့ရှိရင်ရလာတဲ့စစ်စုပေါင်းဝင်ပမာဏကို9နဲ့မြှောက်လိုက်ပါအထိပယ်ကကိုယ့်ရဲ့လားစင်ကုန်ကြငွေရဲ့အနည်းဆုံး9လစာကို cushion fund အဖြစ်ထားထားဖို့ပဲဖြစ်ပါတယ်နောက်ထပ်စဉ်းစားရမှာကကိုစုထားမဲ့ cushion fund ကိုပမာသိမ်းထားရမလဲဆိုတာဖြစ်ပါတယ်တကယ်လို့ဗန်ထဲမှာထည့်ထားခြင်းနဲ့ဆိုရင်တော့အတိုးနှုန်းပိုရတဲ့ high yield savings account တွေမှာစုထားနိုင်ပါတယ်ဒီလို10%ကို cushion fund အဖြစ်စုပြီးပြီးကိုယ်ယူမှန်းထားတဲ့9လစာအသုံးစရိတ်လဲရ ပြီးပြီဆိုရင်တော့ channel 15%ကိုရင်းနှီးမြှုပ်နှံရမှာပဲဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံတဲ့စရာကိုအနာဂတ်အတွက်ဝင်ဝင်တိုးပွားလာစေဖို့ဖြစ်ပါတယ်။လူတွေအထင်မှားနေတဲ့အရာကငွေစုရင်းနဲ့ချမ်းသာလာမယ်လို့ထင်ကြပါတယ်။တကယ်တော့အဲ့လိုလုံးဝမဟုတ်ပါဘူး။အရေးပေါ်ကိစ္စတွေအတွက် cushion fund ကိုစုထားရမှာမှန်ပေမဲ့အဲ့ဒါပြီးရင်တော့ကိုရတဲ့ဝင်ဝင်တွေကိုပို့တိုးလာအောင်လုပ်ရပါမယ်။အဲ့ဒါကြောင့်ကိုရတဲ့ဒေါ်လာချင်းစီတိုင်းရဲ့15%ကိုပိုင်ဆိုင်မှုတွေရှိလာအောင်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ကျောင်းတက်တော်များများမှာဆိုရင်လည်းငွေစင်ကလေးကလာစာ ကောင်းတဲ့အလုပ်ရဖို့ပက်ဆန်ကိုအလုပ်လုပ်ပြီးရှာဖို့ပဲသင်ပေးတတ်ကြပါတယ်။ကဘာပေါ်မှာရှိတဲ့အချမ်းသာဆုံးသောတတိကြီးတွေကသူတို့ရဲ့လောကလာစာတွေကနေချမ်းသာလာကြတာမဟုတ်ပါဘူး။သူတို့ရဲ့ပိုင်ဆိုင်မှု access တွေကြောင့်ချမ်းသာလာကြတာပဲဖြစ်ပါတယ်။အဲဒါကြောင့်ယင်းနည်းမြုပ်နှံမှုကနေပိုင်ဆိုင်မှုကိုတိဆောက်ရပါမယ်။ Robert Kiyosaki ရဲ့ Rich Dad Poor Dad စာအုပ်မှာပါတာကိုပြန်ပြီးတော့ကောက်နှုတ်ရမယ်ဆိုရင်တော့တင့်မှာလာစာကောင်းတဲ့အလုပ်ရှိနေတဲ့နောက်မှာဆင်းရဲနိုင်ပါသေးတယ်။ဒါပေမဲ့တင့်မှာ access တွေရှိနေမယ်ဆိုရင်တော့ဒီနေ့တင့်မှာရှိရင်ဝယ်ရအကောင်လုံးကိုတော့ းလိုက်ရင်တောင်မှတင်မရှိထားတဲ့ပန်းဆိုင်မှုတွေကြောင့်ချမ်းသာနိုင်ပါစေရဲ့လို့ဆိုထားပါတယ်။ဒါကြောင့်အခုဗီဒီယိုကိုကြည့်နေကြတဲ့သူတွေအနေနဲ့လည်းလူတွေရဲ့တိရခိုင်နှုန်းပဲသိကြတဲ့75 10 15ငွေကြေးစီမံမှုပုံစံကိုနားလည်သွားကြပြီဆိုတော့ဒီနေ့စပြီးအကောင့်ထဲဘောချင်သုံးကြဖို့အကြံပေးချင်ပါတယ်။နောက်ထပ်အရေးကြီးဆုံးကတော့အခုလိုငွေကြေးနဲ့ပတ်သက်တဲ့တမိုးရှိတဲ့အကြောင်းအရာတွေကိုအမြဲတမ်းဆင်ခြင်နေဆိုရင် Adobe YouTube channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။